ဲတော့သမီးတို့ဒီမေခွန်းနဲ့ပတ်သက်တဲ့ချက်တာအိတ်တော်ရောက်လာပြီချက်တာအိတ်ခွန်းစဉ်ကြီးက interference and depression of life အလင်းတွေ touching အလင်းတွေကိုွေခြင်းဒီမှာလည်းမေးတာ true or false မေးတာတော့ तू ကတပုတ်တော်ရှိ true or false ဒါလည်းကြည့်အောင်တော့သမီးသိပြီလား interference and depression of life ကဲသူနဲ့ပတ်သက်တဲ့ true or false ဒီဘယ်နှဖော်မလို့ blank ဘယ်နှဖော်မလို့ try to block ဘယ်လိုလဲတို့ကြည့်အောင်နော် 2 or 4ကတော့တမဖိုးပဲမေးတာမေးရလဲအရင်လွယ် combat dicks cd chat တွေကိုပြောတာ cd chat ကလေးတွေမြင်မှုလိုက်မယ်အလင်းပြန်တဲ့ခါကျရင်သူ့ပြန်လာကိုကြည့်လိုက်သူ့စီမှာရောင်စုံလေးတွေ့ရတော့ရောင်စုံလေးသွားအဲ့လိုတခုထိပ်ပြီးတော့ပြန်တော့လကောင်းရိုင်းတော့လကောင်းကိုယ်ရင်တော့လကောင်းအရောင်စုံထွက်တယ်ဆိုရင်ဒါကို grading ဖြစ်တယ်လို့ခေါ်အဲ့တော့ cd chat တွေကလေ is an example ဥပမာတစ်ခုဖြစ်ပါဘာလဲ reflection creating ဟုတ်တာပေါ့အလေးပြန်ခြင်းအဖြစ်သွားရောင်းဆောင်ပေါ်တာလေဒါကြောင့်မို့ reflection creating ဆိုတော့ true လို့ယူလို့ရတယ် true ကတည်အားယူ true အဲ့လိုမျိုးရှင်တောင်းသမီးတို့ဒီလိုယူလို့ရတယ် true ဒီလိုလေးယူလို့ရပါတယ်နော်ဆရာပြောတယ်သူအမှန်ကြီးတွေလုံးလုံးမရပါဘူးဒါဆိုမှမရအောင်နော် true or false ရေးပါအဲ့တော့ reflecting reflection grading ောက်တစ်ခါ diffraction grading ဆိုတာကြားဘူးလိမ့်မယ်ဒါ diffraction grading diffraction grading ကြတော့ဒီလိုအချက်ကလေးတစ်ခုရှိတယ်အဲ့အချက်လေးမှာအစင်းလိုင်းလေးရှိမယ် not the grief လေးပေါ့အဲ့အစင်းလိုင်းအရေအတွက်10 cm မှာ line bomb ဘယ်လောက်ရှိသလဲအဲ့ဒါကိုဘာလို့ခေါ်ပါသလဲ line per cm slip per cm အဲ့ဒါကို grading constant လို့ခေါ်ပါတယ် အဲ့ grading constant ကိုပြောင်းပြန်လှန်လိုက်ရင်တဲ့ the distance between two syllable ဒါပုံစံလေးတို့တွေ့လို့ရှင်၃ရမှာဒါလေးကတို့ revision သဘောပေါ့နော်ကဲကောင်းပြီနံပါတ်၁ကတော့ true နံပါတ်၂မှာလည်းပဲကြည့်အောင်တောင်းတမလို့ရပြီးသားဖြစ်မယ်ဆရာလိုအပ်တာလေးပဲပြောမယ်ကဲဒီ wave friend လေးကိုပြောပြ wave friend ကလှိုင်းပြနေစားတိရဘောလှိုင်းပြနေစားနှစ်မျိုးရှိတာ plain wave friend ရှိတယ် နောက်က spiritual wavering ရှိတယ်။ wavering က is always perpendicular အမြဲတမ်းတောင်းပန်ကြတယ် to the direction of ကိုယ်လာလေးပေးစမ်း။အဲ့တော့သူကဟိုဒီလမ်းမျက်နှာစာတစ်ခုကနောက်ဆွဲလိုက်ပြီးသူ့ဒီဆိုပါတော့ spiritual way from shit သူစီမှာရှိတဲ့ wavelet လေးတွေနော် wavelet လေးတွေရှိမယ်အဲ့ဒါကိုထပ်ပြီးတော့ဆွဲလိုက်စရိတ်စရိတ်စရိတ် လှမ်းပြနေစားတယ်အများကြီးอ่ะဒါကတော့ spirit girl way friendly အဲ့တော့သူ့မှာပြည့်နှံ့လာတဲ့နေရာပင်းရင်းရှိမယ်အဲ့ပင်းကလာတော့ပြည့်နှံ့မှုပြည့်နှံ့ခြင်းသူ့နဲ့ဟောဒီ way friendly ပပန်ဒူကလာတောင်းပန်ချဒါဆိုရင်ဟောဒီ way friendly ပပန်ဒူကလာတောင်းပန်ချပါသည်ဘယ်သူနဲ့လဲဟောဒီ propagation ပြည့်နှံ့တဲ့ဥဒိယဘက် တော့မို့ propagation ပေါင်းရတာခင်နေရဆိုရင်တာဝန်သမီးတို့ really ပေါင်းလို့ရဒီအလင်းတန်းပေါ့နော်ကဲရပြီဒါ wave friend နဲ့ခေါ်ရ propagation တောင်းမှအကြောင်းလေးသိထားရင်ဒါ collapse ဖြစ်လို့ရနောက်တစ်ခု number 4လေးပြောမယ် number 4လေးက preference preference တော့ဒါကအလင်းစင်းပေါ့တို့မှ friend နှစ်ခုရှိတယ်လေ preference နဲ့ dark friend ရှိတယ် တောက်ပါတယ်ဆိုတဲ့ဟိုကသူ့ရဲ့ intensity ပြင်းအားသည်နည်းလို့လားများလို့လားဆိုတော့များလို့ပေါ့အဲ့တော့ maximum intensity လို့ဖြေရဆက်တော့မှာထက်သွားတာနှစ်မျိုးရှိတယ်နှစ်ပြန်တော့နှစ်မျိုးကအားဖြစ်တယ်ဆိုရင်ဒါ constructive constructive in the french မှာနောက်တစ်ခါအဖြတ်ထက်တယ်ဆိုရင် destructive hobby and the french ဒီ constructor ဆိုအဖြစ်ထက်လို့ရှိရင်အဖြစ်ထက်တယ်ဆိုတာဒါ same fee ဖြစ်တာပေါ့နော်ဟောဒီကားချက်တစ်ခုရှိမယ်ကားချက်ကိုလာတယ်ပထမ line ဒုတိယ line အဲ့ line တစ်ခုလာတာဒီစုံတာဒီအသွင်တူသွားစုံလဲဆိုရင်ဒါ constructor ဖြစ်လို့ခေါ်တယ်ဒါဆိုအဲ့ညမှာပို့ပြီးတော့အဲ maximum intensity ဖြစ်မယ်ဒူရီ preference ကိုရရှိမယ်အလင်းစင်းကိုရရှိမယ်ပေါ့ distributive ကြတော့ ဟောဒီမှာ screen တခုရှိတယ်ဟောဒီကလှိုင်းလာတယ်နောက်တခုလှိုင်းလာအဲ့လှိုင်းတခုလာတော့ဒီ out of phase out of phase လေသူကလာလောက်စီစုံတဲ့ခါကျရင်သူကအာရုံပေါ့အဲသူက minimum ဖြစ်သွား minimum intensity ဖြစ်သွားဒါဆိုရင်ဆရာတို့ပါပေါ်လဲ dafring ပေါ်လဲကဲဒါလေး revision လေးပေါ့နော်ပြန်တွေ့ရကဲအဲ့လောက်ဆိုရလောက်ပြီးကျန်တာရအရင်လွယ်ပါတယ်အဲ့တော့ to forget the map ဟို ဟောဒီမှာကွက်လိုက်ကတော့ငါးခုတောင်ပေးတာပြန်ချင်းထားပြီပါကဲမရဘချက်ကလွယ်တာပေါ့နော်ဟောဒီမှာတို့ဘာတို့ပြောပြဒါကုနာပြောပြီးသားလေးပါနံပါတ်2လေးကိုကြည့်အောင်နံပါတ်2ဒီခလောက်ဆိုရပြီနံပါတ်2က monochromatic light monochromatic light ဆိုတာကတည်အောင်လဲတော့အလင်း one color ဒီတယောက်နဲ့တော့အလင်းနေတာတို့ double slit တွေမှာဆိုရင်သူကအရေးကြီးတယ်ဒါ coherent light ဖြစ်အောင် how about ပထမကထွက်လာတော့ line နဲ့ဒုတိယကထွက်လာတော့ line တို့ဒီအဲဒီမှာ how about ကထွက်လာပြီနောက်တစ်ခုထွက်လာသူတို့ကပင်းတစ်ခုတည်းကထွက်လာတော့ကြောင့် coherent ဖြစ်တယ် coherent ဖြစ်တဲ့နှစ်ခုလာထပ်နော်အဖြစ်တရားရှိမယ်အဖြစ်တရားရှိမယ်အဲ့ဒီမှာသုံးတာဒီဒါ monochromatic light တရောင်တဲ့အလင်းကိုသုံးတာ ဥစ္စာတွေတို့လို့ရှင်တွေ့လိုက်မယ်ဒီတောင်လဲတော့အလင်းကိုအသွင်အစိမ်းအောင်တို့ခရမ်းအောင်တို့စသည်ဖြင့်ကဲကောင်းပါပြီ monochromatic light ဟာဟောပြီနော် mono ဆိုတာ single တစ်ခုတည်းကိုပြောတာ chromatic ဆိုတာ color ကိုပြောတာပေါင်းစလိုက်တော့တောင်လဲတော့အလင်းအဲ့တော့ monochromatic light တွေဟာ has single color အစင်ရဲ့ color ဆိုလိုက်ရှာလိုက်ရော single wavelength သူရဲ့သမတ်ချက်မှာလှိုင်းလျား တက်ခုတွေဖြစ်ရတို့မှာဘာရှိလဲဆိုတော့ VIBG အဲ VIBG YOR အဲ့တော့အကြောင်းခုနှစ်အောင်ရှိတယ်အဲ့ဒီခုနှစ်အောင်ရဲ့လှိုင်းလျားတွေမတူအဲ့တော့လှိုင်းလျားတစ်ခုတည်းလို့ပြောလိုက်တာတယောင်နဲ့ဖြစ်သွားတယောင်နဲ့ဆိုရင်အစေးအောင်ညောင်အဝါအောင်ဆက်သဖြစ်ပါတော့ကဲရပါတယ် နောက်တစ်ခုကဒါလည်းပဲစတဲ့အိကဘာတို့ပြ ãi ကေစေကနာပြရပုစာလေးနမဖော်မတူရပြီ constructive interference အပြစ်အပြစ်အပြစ်လို့ဆိုရင်ကြည့်အောင်သူရဲ့ကွက်လက် intensity ကွက်လက် intensity ဆိုတော့ပြင်းအားနေမလားများမလားအဲ့တော့သူဒီ maximum ဖြစ်ပါ maximum intensity ကွန်းနဆာအတော်လာအကျော်လေးတိထားရင်ကောင်းလေးဖြူလို့ရပါတယ်။ကဲနောက်တစ်ခုကတော့နောက်ဆုံးတစ်ခုပြောပြမယ်။နံပါတ်7 What type of way? What type of way image? ထွက်လာမယ် from the silic. ဒီဟာပေါကနေထွက်လာတဲ့ client မျိုးစောင်းမေးတယ်။ When the plane way passes ပြင်းကြီးလိုင်းရဖြတ်လာတယ် through the silic. ဟာပေါကိုဖြတ်တန်းလာတဲ့အခါ plane way ကဖြတ်လာ ဲ့တော့ပြင်ကြီးလှိုင်းဒီဟာဘောက်ကိုဖြတ်တန်းလာတဲ့အခါဟာဘောက်မှထွက်လာတဲ့လှိုင်းဟာဘာမျိုးစားလဲကဲဘာမျိုးစားလဲဆိုတော့သူဖြေတော့ဟောဒီမှာ play with တခုရှိတယ်ပေါ့ကွယ်ဒါ play with ဟောဒီမှာဟာဘောက်တခုရှိမှာအတားစီတခုဒါစလစ်တခုရှိကဲဒီအန်ထွက်လာရင်အတူရဲ့ပုံစံလေးကဒါမျိုးလေးလေအဲ့တော့သူကဘာပုံစံရှိမှာ sprigger ပုံစံရှိမယ် calf line တွေဖြစ်သွားတယ်เนาะ circular shape တွေဖြစ်သွားဒါဆိုရင် plane ကနေပြောင်းသွားဟာဘကိုဖြတ်ပြရနဲ့ထွက်သွားတဲ့ weight မျိုးစားဒီဘာ weight မျိုးစားဖြစ် plane weight circular weight both circular plane weight ဆိုဘသူရေးပြရ circular weight ပေါ့အရင်လွယ်ပါလေ okay ဒါက chapter 8နဲ့ပတ်သက်တဲ့အကြောင်းအရာလေးပါကျန်တဲ့အပုပ်လေးလေးဆရာအဖြေလေးပေးထားပါ Okay, that's all I got. objective အတွက်ဒီလောက်ဆိုသိချင်ထားပြပါကဲသားတို့သမီးတို့ chapter 9 capacitor and capacitance သူကတော့ electricity and magnetism အပိုင်းတွေရောအမှ9 10 11ဒါပထမဦးစားပေးခံယူဆိုင်မလို့ဒီဥစားများများလေးကြည့်ရအဲ့တော့မေကွန်တဲ့ဆရာကြီးရတဲ့သူအများကြီးမေးတာဒီခေါင်းသူသိကြိုက်တယ်သူ electronic ကိုသိကြိုက်ကဲတော့ဆရာအဲ့တမှာ12 volt မှကြည့်အောင် ိတ်တော့ခက်ကြီးတော့မရှိဘူးကဲနံပါတ်2လေးကိုဆရာပြောပြနံပါတ်2က virtual capacitor တော့အပြောင်းလဲလို့လို့ရလက်တော်တတိကိုအပြောင်းလဲတော့ virtual capacitor is used tuning capacitor လို့ခေါ်တယ်အဲ tuning capacitor သူက radio ပတ်လမ်းလေးတွေမှာသူကပါသူကจุနာနေနဲ့ပါအဲ့တော့ virtual capacitor ထိမ့်ကြီးလို့ရလက်စစ်တန်းလိုက်တော့တူလောင်ပုံမျိုးနဲ့တူလောင်မယ်အဲ့တော့ virtual capacitor ကို is used as a journey capacitor true ဖြစ်ပါတယ်။အော်ဆရာတို့ဒါလေးဝါလို့ယူရမလဲ true တိတ်ခရီးမရှိပါဘူး။ဒါကိုပဲသူကပြန်ပြီး vibrate capacitor ဟာ mostly use ဘာလို့သုံးမှာလဲ။ as a dielectric medium ဒါမို့လဲ dielectric medium dielectric material ဒီမှာ medium သုံးမယ်ပေါ့နော်။သူက vibrate resistor ဆိုရင်ဒီမှာ dielectric material dielectric medium ဖြစ် air သုံးတယ်။ဥပမာဆိုတော့ film capacitor ဆိုရင်ဒါ plastic film ကိုသုံးမယ်။ ceramic capacitor ဆိုရင်ဘာကိုသုံးလဲ။ ceramic က ceramic ကိုပဲသုံးတယ်။ဒါကြွေတဲ့ medium ပတ်သက်တာ။နောက်က electrolytic capacitor ဆိုရင် outside layer တွေကိုသုံးတယ်။ဒါမျိုးလေးတော့အတွဲလေး shop ဖုံးလေးမှာကြည့်စမ်းနော်။အခုဖြေရမယ့်မေးခွန်းကြည့်။ feedback capacitor ဒီ dielectric media အဖြစ်ဘယ်လိုသုံးလဲ။လေကိုသုံးတယ်ဆိုတော့ true ဖြစ်ပါလား။ ဒီဘက်မှာထုတည်နေနေများတယ်ဗောနောက်တစ်ခုနောက်နံပါတ်7လေးတစ်ခုပြောပြဒါတော့ definition လေးပါဒါတော့ဒီမျိုးရပြီးသား capacitor has two တူလောင်းနေ electrical energy တူတူလောင်းနေဟုတ်တယ် in the form of a magnetic field လို့ရေးထား magnetic field ဆိုတော့မဟုတ်တော့ electric field ဖြစ်ရဥမာဆရာတို့ပလေးပြန်တဲ့ချက်ရှိမယ်ဒီပလေးပြန်တဲ့ချက်မှာ တစ်ဖက်ကအဖိုးစွန်းနဲ့ဆက်လိုက်ပလတ်ချူတစ်ဖက်ကအမဆွန်းဒီကြားထဲမှာရှိတဲ့ fee ဟာ uniform allotted fee ဖြစ်ပါအဲ့တော့သူကဘယ်သူကြောင့်မှားလဲဆိုရင်ဟောဒီ main ကြောင့်မှားပါတန်လိုက်စကွင်းမဟုတ်တန်လိုက်စကွင်းဆိုတာဟောဒီမှာ not ပို့ရှိမယ်ဟောဒီမှာ short ပို့ရှိမယ်ကြားထဲမှာရှိတဲ့ fee အဲ့ဒါကြမှာဆရာတို့က magnetic fee လို့ခေါ်မယ်ဟုတ်ပြီနော်ကဲ tour for lady အမှတ်ကိုရအောင်တခြားယူတာပါလွယ်ပါတယ် fill in the blank ကွက်လက်ကလေးစတာဒီကွက်လက်လေးတွေမှာအဲမှာ unit ကလေးပြောပြမယ် unit ကလေးအတောင်းတို့မျိုးရှင်းနေပြီသားအဲ့ဒီမှာတဲ့ and the SI system the SI system as you know capacitor ပါတုံးလေ fire ဖြစ်ပါအဲ့တော့ fire ကို ဖြည်ပြီးဆရာတို့ စာသားရောရှော့ဖုန်းတွေပဲရှိပြလိုက်။ကဲဒရီယာတော့ပြောမယ်။စီးကွက်သူ Q ဘိုင် V Q ဘိုင် V V ရတော့ထားပါတော့နော်220 volt တွဲဖို့တော့သူအမျိုးမျိုးပြလိုက်မှာ။ဒီစင်နဲ့ Q မှာ unit တရားလေး micro တွေပါလား။ဥမာ Q တန်ဖိုးဒီတွဲ micro ကူလာ။ဟာတွဲ micro ကူလာ။ ဲ့တွဲမိုက်ခရိုကူလုံးဆိုရင်အဲ့မှာတွဲ into 10 power -6 ကူလောအဲ့လိုပြင်ပြောင်းပြီးတော့မှဒီမှာအစားထိုးပြီးတွဲရမယ်အတောက်သူမျိုး view sign တော့အဲ့တော့ capacitor တန်ဖိုးလည်းအဲ့တိုင်းပဲအဲ့တော့ set microfarad တွဲ picofarad အဲ့လိုသူပြတဲ့ preferable ကို10 power လေးပြောင်းပြောင်းပြီးတော့မှအစားထိုးပြီးခြေမရတော့ micro scheme တလို့နော်စေရညွှန်ကြားထားတယ် နောက်သူနံပါတ်4ကတော့လွယ်ပါတယ်နံပါတ်4ကတော့ capacitor ကိုဆက်တဲ့ခါမှာဆီတော့ပုံစံတစ်မျိုးရှိတယ်လေ series ဆက်မယ် parallel ဆက်တန်းဆက်ဆက်လို့ရှိရင်ဘာတွေတူလဲရောတင်တော့နော်တန်းဆက်မှာ Q2 တယ်ကျူတွေတူရင် V တွေပေါင်း see the jarar tu a phao mye paw see di ma tu a phao mye paw phao mye paw le tan bo wa ne wa a see di pa la pyan pyo yin pyan sat ma jarar ba le V တွေတူတယ် V တွေတူရင်ကျူတွေပေါင်းမယ်ပြီးရင် C တွေကြတော့ဒဲပေါင်းမလိုက်တန်ဖိုးတွေအများကြီးရလာ Capacitor သင်္ကေတလေးတွေခေါ်တယ်လို့လေးတွေဒါ series ဆက်ချင်းလို့ခေါ်မယ် series ခေါ်တယ်လို့ solution ဒါ parallel ဆက်တယ်လို့ခေါ်မယ် okay တန်းဆက်ပြန်ဆက်အဲ့မှာ two ဟာလေးကိုမေးတယ် in series connection of the capacitor လက်တော်များကိုတဲ့တန်းဆက်ဆက် အဲ့လိုတန်းဆက်ဆက်ထိုင် is capacitor တစ်ခုစီတစ်ခုစီမှာ have the same ဘာတမိုးတူလေ charge တမိုးတူလေအဲ့တော့တောင်းတမိလို့အဖြစ်ရ same charge okay လုံးလွယ်ပါလေဒီအခန်းလေးဒီသစ္စာတောင်းတမိဖတ်ထားနောက်တစ်ခုဘာလို့ခေါ်မလဲနောက်တစ်ခုကအဲဒီမှာဆရာကခုနပြောရလေလာပြီ number 6 cousin number 6 ဖရင်ကပစတာယူးစ်အဲအဲ့တော့ပလေးပြန်တခုကြာမှာဖလင်လေးညက်တာအဲ့တော့ဖရင်ကပစတာလို့ခေါ်ဒီဖရင်ကပစတာယူးသုံးတယ်ကွက်လက်ဖရင် as a dielectric medium ဖြစ်သုံးတယ်ဘယ်သူသုံးတာလဲပလတ်စတစ်အဲအဲ့တော့ပလတ်စတစ်ဖရင်လို့ရရမယ်ကဲရပါပြီနောက်တစ်ခုပြောမယ်ပုံစံလေးယူဆရမယ်ပုစံတွင်လည်းသုံးဝင်တယ်ကွက်လက်မှာလည်းမေးတယ် the energy stored by the capacitor ဒီလက်တို့တစ်ခုကတိုးလောင်ထားသော energy w equal to ဆိုပြီးတိုးခုတော့ရှိပါတယ်အဲ့တော့ half ပါရှိလဲ qv half cv square half ဘာလို့လဲ q square by c ကဲတောက်သမီးအဆင်ပြေတာတစ်ခုထည့်လိုက်ဒါတမတ်ရပါလိမ့်အဲ့တော့အဲ့မှာသူတောင်းတာက w equal to ဆိုရှိပြီးသားဆိုတော့ w equal ကိုမရေးဘဲနဲ့ဒါတွေကတစ်ခုခုရေးလိုက် ဟို W equal to ရေးမိအမှရှော့ခံတယ်သူကရှိပြီးသားဆိုမရေးရကွက်လက်ကလိုအပ်တာပဲသူကရေးရနော်ဒါတွေကတခုခုရေးလိုက်ခဲရပါပြီနောက်တစ်ခုကဘာရေးထားတယ်လဲရှိနံပါတ်3ကလည်း equation ကိုမေးတာပဲ product ဆိုတာမြောက်တာဘာလဲဘာလဲမြောက် resistant အားနဲ့ capacitant စီနဲ့မြောက်အားစီပေါ့အဲ့တော့ resistant နဲ့ ကပစနမြောက်လိုက်ရင်အဲ့ဒါ is call ဘာလို့ခေါ်ပါလဲ of the capacitor charging or discharging အသွင်းသည်ဖြစ်စီထုတ်သုံးသည်ဖြစ်စီပေါ့အဲ့ဒါဆိုတော့ time constant လို့ခေါ်တယ် time constant သင်္ကေတထောင်းလို့ရတယ်ဒါပေမဲ့ရေးရင်တော့ဒါရေးလို့မရဘူးပေါ့နော်ဘာရေးရမလဲ time constant ဖြစ်ပါတယ် okay နောက်ဒါလေးဆက်အဖြစ်ပြေးထားပါတယ် ကဲနော်ခု multiple choice ABC သုံးခုတွေကတခုဆရာတို့ရွေးအောင်နော်ကဲနံပါတ်၁ကိုပဲစပြောကြည့်အောင်ကိုနံပါတ်၁ကဘာလဲဆို which one အပေးထားတဲ့ capacitor သုံးခုတွေကဘယ် capacitor is a non polarized capacitor တပ်ဖို့တမမပါဘူးပေါ့နော်ချက်သလိုဆက်လို့ရတယ် capacitor ဘာတူလဲ super capacitor သူကမရအောင်သူက plus minus အတိအကျ electrolytes capacitor အတိအကျအဲ့တော့ဘာတူလဲ film capacitor အဲ့တော့ double dumma အဆင်ပြေလို့ဆက်လို့ရတဲ့ capacitor ဒီ film capacitor ဖြစ်ပါတယ်အဲ့တော့ abc တို့ပါယူရမလဲစီယူရကေဒါလေးရလွယ်ပါလဲဒါလေးရလွယ်ပါလဲဆိုကေဒါမှကြည့်ရအောင်နံပါတ်3လေးပြပြ insulating material အစ္စလာမ်တရားဆိုတာဒီပလိပန်းနှစ်ခုကြောင့်လာညှက်မဲ့မတီးရအောင်ပြောတာသူ့တို့ကဘာလို့ခေါ်လဲ have သူမှရှိဘာရှိတယ်လဲ dialectic constant value dialectic constant တန်ဖိုးလေးရှိဆရာကဘာတန်ဖိုး isolated material လို့ပြောလိုက်ရင်သူကလေလိမ့်နဲ့လျှာနဲ့ဆိုရင်ကဘာတန်ဖိုးက1ဟုတ်ပြီနော်လျှာကဘာတန်ဖိုး1အာသာ ။ insulating material ဆိုရင်သူကဝမ်းတဲ့သူကကြီးတယ်။တောက်တယ်ဒီသဘောသားကိုသိရ။ဖန်ချက်တဲ့ကိုစက်ကိုညှက်လိုက်။သူ့ရဲ့ capacitance တိုးလာ။ glass ကိုညှက်လိုက်တိုးလာ။စက်ကိုညှက်လိုက်တိုးလာ။အဲ့တော့ insulating material ရအလုံးကတိတ်တယ်ပါဖြစ်ကြ။ကြီးတယ်။ဒါကြောင့်ဆီလိုအဖြစ်ပြလို့ရပြီ။ insulating material half dielectric constant values all why you look me greater than 1 and about view you yeah less than 1တိတိငယ် delivery constant မရှိဘူးတကယ်ဉာဏ်စဲတွေမှာတွေ့ရတဲ့လင်းနဲ့လျာနဲ့အစားနော်တခုညှက်လိုက်ညှက်လိုက်သူ့ရဲ့ capacitance တန်ဖိုးကတိုးတာပဲရှိတယ်ညော့သွားတာမရှိဘူးအဲ့တော့ capacitance ညော့စီတော့ insulating media ရှိလားလို့မေး no လို့ဖြစ်ရမရှိဘူးနော် capacitance တိုးလာတာပဲရှိတယ်ကဲရပါပြီ okay now say ။အဲနောက်ကအတွက်ချက်လေးပြောပြ။သူ equation လေးနဲ့ compare လုပ်ပြီးစဉ်းစားရတယ်။ multiple choice လေး။ number 5. by what percentage does a capacitor capacitor တမူရောင်းတော့ဘယ်လောက်ပြောင်းသွားမလဲ။ what the distance between two parallel plate ပြန်နေသော plate ပြန်တဲ့ချက်ရှိတယ်။ of a capacitor ဒါတော့သိပြီးသားလေး။လက်တို့တစ်ခုမှာတပ်ဖို့ဓမ္မပြန်နေသော plate ပြန်တစ်ခုရှိတယ်။ အဲ့ပလေပြန်နှစ်ခုရဲ့အကွာဝေး distance ကို is double နဆန်လုံးလိုက်တဲ့အခါတဲ့ capacitance ဘယ်လောက်ပြောင်းသွားမလဲအဲ့တော့ပြောင်းလာတဲ့ percentage တူပါပြလက်တူတည်း percentage ဘယ်လောက်ရန်နှုန်းဘယ်လောက်ပြောင်းသွားမလဲဟောဆိုတော့ခါဘာလို့တော့ခါလဲဒါကြပါသားပြန်မယ်နော် the distance between two parallel plate of the capacitor လက်တူတစ်ခုရဲ့ plate ပြန်နှစ်ခုကြား အကွာဝေးကို is double နဆာလမ။ကဲ။ဆရာမူလကဆိုပါတော့ကွာအစလုံး A ဘိုင် D လို့ဆရာတွေးလိုက်မယ်။ Okay ။ secret အစလုံး A ဘိုင် D မှာဒီအစလုံးက permittivity of the medium A က surface area of the play D က the distance between two play အခုကမိကွန်ပြောနေပြီ။အစလုံး A ဒီတိုင်းပဲ double အော် 2D လောက်လိုက် တော့ capacity တမောပြောင်းသွားလိမ့်မယ် surprise ကဲအဲ့ဒီမှာဆရာတို့ကဘာရှိမလဲအဲ့တုန်းကဆရာတို့ပေါင်းစပ်ခြင်းလုပ်လိုက်အောင်ကဲကြည့်ဒီနားလေးကိုကြည့်လိုက်အဲဟုတ်ပြီအစလုံး A by D ရမူလစီဖြစ်ပါဒါသူကဆက်သွယ်တဲ့ဒီနေရာလေးမှာဆရာအစားထိုးမယ် surprise equal to ဒါတော့အောက်ခြေကဆို1 by 2ကဲဒါကပါလဲ C ဖြစ်ပေါ်လာတဲ့ capacitor ဟာမူလတံမိုးရဲ့တဝက်ပဲရှိတော့ capacitor ရော distance များသွားရင် capacitor ရော။ကောင်းပြီ။ဒါဆိုဆရာတော်က1/2ဆိုတော့0.5ပေါ့။0.5ဆိုတာညာနှုန်းနဲ့ပြောင်းမယ်ဆိုတော့100နဲ့မြောက်လိုက်ပေါ့။ဒီတံမိုးလေးကိုထပ်တွေးလိုက်ဒါ0.5ရန်လုံးနဲ့ပြောရင်50%ကဲရှိလားအာရှိတာပေါ့ဒီမှာမင်းသားရဒီနာရပြီ တော့သာတော်သမီးတို့က B ပဲရေးရုံပဲเนาะ B ပဲရေး Okay channel လေးတွေရမှာပါအဖြစ်ရေးဆေးပေးထားပါတယ်ဒေတာလေးကြည့်အောင်ဒါကတော့ unit တွေပြန်ပေးတာဒါ channel လေးကတော့လိုရတယ်နံပါတ်30ကိုပြောပြနံပါတ်10ကဘာပြောလဲ Farad faradi is a kola unit of capacitor of a capacitor လက်တို့တစ်ခုရဲ့လက်တို့တတိယ unit ဖြစ်ပါတယ်အဲ့ unit ကကွက်လက်တယ် very small normal very large အလိုပေးတာသူကပုံစံတွေ့လို့ရှင်ဒီ fara ကတော့ fara ပဲပေါ့ okay ဒါမှလည်းဒါမျိုးတွေ့ရခဲ့ဘာတွေပဲတွေ့ရ micro fara အနာနိုဖာရာပီကိုဖာရာအဲဒါမျိုးတွေ့ရတခါတည်းရလေအခုတော့တိတ်မတွေ့ရတော့မိုက်ခရိုမိုက်ခရိုဖာရာဆိုဒူဒူပဲနော်အဲ့တော့ဒီလိုတွဲလိုက်ရင် तू ဟာတန်းပေါ်ဘယ်လောက်ဖြစ်သွားလဲ तू ဟာတန်းပေါ်မိုင်းနဲ့ तू ဟာတန်းပေါ်မိုင်းနဲ့ဟောတဲ့လားငယ်တဲ့ unit တွေဖြစ်သွားဒါဆိုရင်ဆရာကဖာရာဆိုတာဒါတွေထက်အလွန်ကြီးတဲ့ unit ဟိုမှာတန်းပေါ် minus 6သူ့ထက်ဘလတ်တော်ငယ်တသန်းငယ်သူက1 billion ငယ်တယ်ဆက်ပြီးတော့သူကပူကြီးတယ်ဒီ unit တွေကြီးတယ် unit ဒါကြောင့် father က very small မရဘူး normal မရဘူး buyer very large အဲ့တော့ father is a very large unit of the capacitor of capacitor သူဘာယူရမလဲစီယူယူပြီးရောင်းနေအခြေခံလေးတအားတို့သမီးတို့သိမှနော် ကဲကြည့်အောင်အဒီမလေးလည်းကြည့်အောင်တွတ်တာလေးပြပြအောင်တွတ်တာနံပါတ်11လေးကြည့်တွတ်ကွန်တက်တာအော်ဒါကပါစတာကွန်တက်တာနှစ်ခုရှိဒီကွန်တက်တာနှစ်ခုကကပါစတာတစ်ခုရဲ့ကွန်တက်တာနှစ်ခုဒီကပါစတာကပါစတာစီရှိတယ်သူက is wrong bring bro bro you saw lament there saw lament together at that အသက်ဆိုတာသုံးမဖို့ရင်တပုံပေါ် their original separation မူလကွာချမှုသူတို့ရဲ့မူလကွာချမှုရဲ့သုံးပုံတပုံလောက်ကိုတည်လာမူလကအကွာကြီးကအဝေးရှိပါလိမ့်မယ်ကွယ်ထပ်ပါတော့ကွာဒီရှိလိုက်ဆရာတည်လာမယ်သူလည်းတည်သူလည်းတည်ကတ်လာပြီနော်အဲအဲ့ဒါဒီပိုင်းဘယ်လောက်ဖြစ်သွားမလဲ3အဲ့လိုတည်လိုက်ရင်ね what is its capacity now capacity ဘာဖြစ်သွားမလဲ ထပါတော့ဒါစီဒါစီဘရိုင်းကုနကလိုပဲလေအတွက်ချက်လေးနဲ့သူကစဉ်းစားရတော့ဒါတော့အဲ့တော့မကြည့်ရမလားအကွာဝဲသူ ပြောင်းတာနော်အာအဖာဆိုရင်ဒါကြီးသွားမရွေးနေဘူးနော်အဲ့လို ပြီးစလာမလုံးနဲ့မကြည့်သူတံပေါ်ကစီးကွဲတူအစလောင်းအေးပိုင်းပါရှိလေဒီဟောဒီအသက်ကစီးပိုင်းအကွဲတူအစလောင်းအေးပိုင်းတော့သုံးစားသူကြီးတိုင်းလို့ပြောတာမဟုတ်အေးသပ် D ဘိုင်ဘလောက်လဲ3သူ့ပြောမြင်လာတဲ့တအားသူမျိုးတို့ C ဘိုင်တမ်မိုသည်3အစလောင် A ဘိုင်ဘာဖြစ်သွားလဲ D ဖြစ်သွားတယ်ဒါဆိုဆရာတော်ဒါလေးကိုမူလ C ဖြစ်တဲ့ကြောင့်တအားသူမျိုးအဖြေသည်ဘသူကိုရွေးချယ်3 C အဲ့တော့ A B C အာဘသူရွေးရ C ကိုရွေးရ She is the correct answer ကဲရပါပြီကျန်တာလေးတအားသူမျိုးရပါပါနော်